နိုင်ငံခြားနိုင်ငံခြားကိုစားရောက်လာပြီးဆိုကြတဲ့ကကိုရခဲ့တဲ့အထွေထွေတွေဟာခါတီးခဲ့တဲ့လောက်ဘဝအတွက်တင်ကန်းလာရီမှုတန်ဖိုးလဲကြည်ပါရီနိုင်ငံခြားရောက်တဲ့သူတွေအများစုကလူတွေကြားမှနေပြီးအထီးကျန်နေရတဲ့ရင်ဝင်ဝေးဘဝနဲ့တူရလေဒါပေမဲ့သူတို့ရအခက်အခဲဆုံးအချိန်တွေမှာတော့ကိုကုကိုအာကူပီရှင်တန်ရင်အရာရာကိုလည်းရင်ဆိုင်ရလာတယ်။မိဘအိမ်မနေတော့ကလို့ဆာယာသမ ्या ထမင်းဟင်းကအရာသာမတွေ့ဘူး။ကြာလာတော့အစားအသောက်အပေါ်မှာကြေးများနေတဲ့အခြေအနေကတော့အလိုလိုပဲပျောက်သွားတယ်။ ရဲတင်ပေါ်ထဲမှာပြင်မလို့ရဆိုပြီးအဲ့ချင်းနဲ့ချင်းနဲ့မအေးရတယ်လို့မထားချင်သေးဘူးဆိုပြီးလဲအဲ့ရထဲမှာပြင်းရင်နေလို့မရဘူးဆက်ရေးချမ်းသာစွာအနာယူဖို့အခွင့်အရေးကပိုပိုနေလာတယ်ဒါပေမဲ့အချိန်ရဲ့တန်ဖိုးကိုပိုပိုနားလေလာတယ်ကိုယ့်အနာကအတွက်ကိုယ့်ကိုမိကိုနေရတဲ့သူတွေအတွက်စူးစမ်းပြီးရည်တည်တယ်အဲ့ရင်အဝေးကိုရောက်မှ မိသားစုရဲ့မိသားတရားကိုလည်းပိုနားလေလာတယ်တကယ်တော့နိုင်ငံခြားရောက်ပွားနဲ့အစဉ်ပြေနေလို့ရတော့မဟုတ်ဘူးတကယ်လက်တွေ့ပွားမှာလောကကြီးကိုလွယ်လွယ်လေးအရှုံးမပေးချင်လို့ပါ နိုင်ငံเจ้าကိုရောက်လာတဲ့အခါငယ်ရွယ်သူတယောက်ရဲ့စိတ်လိုလံမှုပျော်ရွှင်မှုတွေတစားတစားနဲ့နေလာတယ်။ဒါပေမဲ့အရာရာပေါ်တီးခံတလာပြီးအယောင်ဆောင်တဲ့တခြားကမ္ဘာတစ်ခုမှာအဖော်မရှိလဲကိုကိုကိုပဲအားပေးနေတဲ့ရင်ကျင်းလဲရလာတယ်။နိုင်ငံเจ้าရောက်တဲ့သူတွေအများစုမှာအတွေ့အကြုံတွေစုံနေမတိရာရီပိုတိလာသလိုဝမ်းနေလုံးလို့ရင်ထဲမှာငုံနေရင်တော့အတန်တိတ်နဲ့အပြစ်မှာဘာမှမဖြစ်သလိုဟန်ဆောင်ရတဲ့အခိုက်အတန့်တွေလည်းရှိတယ် တခါတရံလူမျိုးချားဘာသာကြားရိရေမတူတလို့မတန်တလို့အေးဆက်ဆက်ဆက်ဆန်ရေရိကြမှာဘသူမုံမုံအပြောင်းနဲ့ကိုခံကားချက်တွေကိုမျိုးတိုက်ထားရတဲ့နေ့တွေအများကြီးရှိတယ်။တကယ်တော့နိုင်ငံခြားဆိုတာကောင်းတဲ့ကံပါမရောက်တာမျိုးမဟုတ်ပဲဝေကျွေးရှိနေရင်လည်းရောက်ကိုရောက်သွားရပါတယ်။ရောက်ပရေးဆိုရင်လည်းလွယ်လွယ်ရှုံးမပေးပဲကိုပြည့်ချင်တဲ့အရာရာကိုဖျက်မြောက်အောင်ကြိုးစားယူမယ်။ဒီလိုဘဝအခက်အခဲတွေကြောင့်ရတဲ့အတွေ့အကြုံတွေဟာဘယ်တော့မှအလကားမဖြစ်ပါဘူးလို့ယုံကြည်ထားရင်နိုင်ငံရဲ့ချားမှကြိုးစားဖို့တတိမွေတယ် အရိခံယူချက်နဲ့ပဲနိုင်ငံသားမျိုးကအခါတီးမှုအရိခံယူချက်နဲ့ပဲနိုင်ငံသားမျိုးကအခါတီးမှုအတွေ့အကြုံတွေဟာဒီနေ့ကြရင်တော့ကိုတို့ကချိုမိန်နဲ့အတီးအပွင့်ဖြစ်ဖို့ကြိုးစားရင်းစနရီကိုဖိနှိပ်ပြီးကြောင်းထုတ်ထားရတယ်။နေ့ရက်တိုင်းမှာပျော်ရွှင်ဖို့ထက်တံပါနေဖို့ပဲကြိုးစားရတယ်။ညဘက်တွေဆိုအင်ကိုပိုလွမ်းနေ ခန္ဓာကျက်တဲ့ခြင်းတွေနားထောင်လဲကခန္ဓာရင်ဟာထင်သာရထပ်ပို့ပြီးခြေကုံလက်ပန်းကျသွားတတဲ့ဒါကြောင့်နိုင်ငံရဲ့သားမှရှင်သန်နိုင်ဖို့ဆိုတာထင်သလောက်တော့မလွယ်ကူပါဘူးရေမှန်းချက်တွေပြည့်တဲ့တနေ့ကျရင်တော့မိုးရဲမြေကိုပြန်ပြီးမိသားစုကိုပိုကယူဆိုင်မယ်ပျော်ရွှင်ခြင်းတွေအတူတူခံစားမယ်အမေရင်ကိုပြန်ညင်တော့လဲအခွင့်မသာသေးတဲ့အချိန်ကာလမှုအရာရာကိုတီးခံပြီးနိုင်ငံသားမြေမှာပဲကျင်းလည်နေထိုင်ရင်းနဲ့ရှင်သန်နေရအောင်မယ်သူများနိုင်ငံရောက်ရင်နံပါတ် စကားတီးခံကိုထက်ဘာသာစကားပိုတက်တဲ့သူကိုထက်အရင်ရောက်တဲ့သူတွေကပြောချင်တယ်လို့ပြောကြမှာဘာမှမတက်ခင်တီးခံရမယ်မြန်မာလေးနံပါတ်1အစားတီးခံတခါတလေမှာကိုစားဂျင်နာရီစားရမှာလည်းမဟုတ်ဘူးရဲ့အမေချက်တဲ့ဟင်းလေးစားကျင်လိုက်တာတို့မရတော့ဘူးဟိုကမစားရလို့ဒီကမစားရလို့ဆိုပြီးစိတ်မညစ်ရဘူးတော့ညီမလေးနံပါတ်3နေရာတီးခံ တက်တာတဲ့နေရာရှိမယ်ဘယ်မှန်းတဲ့နေရာရှိမယ်ဟိုနေရာမရလို့ဒီနေရာမရလို့ဆိုပြီးလဲစိတ်မညစ်ရဘူးနော်ကိုကပဆန်ရှာဖို့လာတာဟုတ်အဲ့ဒီတော့တမာစီဝါကြောင့်ရဲ့အလုပ်ဖြစ်ရင်အဆအဆအရာရာတီးခံရတာပဲလीနော်ညီမလေးအခုကြုံတွေ့နေရတဲ့ဒုက္ခတွေကိုတစ်ချိန်ကြာဟာတာတွေဖြစ်ပြန်ပြောကြမယ်ညီမလေးဒီစာလေးရဲ့မူရင်းရေးသားသူဟာလေးစားစွာဖြင့် credit ပေးပါရခင်ဗျာ